စားပေးချစ်မြတ်နှုသူများအားလုံးပဲမင်္ဂလာပါရှင်။ကျမကနှင်းစီပါ။ကျမဒီကနေ့ဖတ်ပြပေးခြင်းတဲ့စာအုပ်ကလေးကတော့ဆရာကြီးမြတ်တန်းတင်ရေးသားထားသောအညတရရုပ်ပုံလွှာထဲမှအရက်သည်မှဇလံဆိုတဲ့ဝိတုထိုးလေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်။ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစေ။အရက်သည်မှဇလံ နတ်ခမ်းမျိုး၏ဒီဇင်ဘာညချမ်းတစ်ခုတွင် ရှမ်းအရက်ကိုတောက်ကြရင်းနတ်ကလုံခမ်းကသူ့ဘဝဇက်လန်းကိုပျော်ပြခဲ့သည်နတ်လုံခမ်းမှာအသက်30လောက်ရှိလေပြီနတ်ခမ်းတဝိုက်ကရှမ်းအမျိုးသမီးများလိုပင် သူသည်လည်းအသားအရည်ကြည်လင်၍ချောမောလှပသည်နတ်လုံခမ်းသည် အဖြူရောင်ပင်သာယုံမွေးဆွဲတာကိုဝတ်ထားပြီးခါးတွင်အစိမ်းရောင်နောက်ခံ၌ အဝါရောင်ကန့်နှံ့စင်းများပြေးနေသည့်ရှမ်းထမိန်တို့ကိုဝှက်ထားကလေပင်တွင်တိုးမွေးဆွဲတာအနီရောင်ကို ကပိုးကီယိုပတ်ထားသည်လေစီးမှအမိတ်ကလေးများသည်သူ့ရင်အုံပေါ်တွင်ပြေးလွှားကခုန်နေကြသည်အရက်မနှိမ့်မမြင့်ကိုလုံးကိုပေါက်တေးသေးသွဲသွဲနှင့်ဖြစ်ပြီးအဖြူရောင်ခုံမြင့်ဖနက်ကလေးကို စီထားလိုက်သည့်အခါတွင် သူ့အရက်မောင်းသည်ပို၍မြင့်လာက ကိုလုံးကိုပေါက်သည်ပို၍ ကြွတက်လာသည်ဟုထင်ရသည်သူအတန်းသည် ရှမ်းတန်ဝဲကတမျိုးနားထောင်၍ကောင်းနေသည်ကျမဇာတိကဆယ်လန့်ပါဆယ်လန့်ကိုဆရာတို့ရောက်ခဲ့ပြီမဟုတ်လားဆယ်လန့်ဆိုတာဆရာတို့တည်သားပဲဟိုးတုန်းကစောမော်လှမွေးခဲ့တဲ့ရွာလို့ဆိုတာပဲလူတွေကပြောတော့ကျမတို့ဆယ်လန့်သူတွေဟာချောတဲ့ ကျမတို့ကတော့ဘဲတိမှာလဲဘဲမှာလဲရောက်ဘူးတာမဟုတ်ဘဲမှာလဲသွားဘူးတာမဟုတ်တော့သူများမျိုးကမင်းကလေးတွေချောတယ်လှတယ်ဆိုတာကိုလည်းမမြင်ဘူးဘူးကိုရွာကမင်းကလေးတွေချောတယ်လှတယ်ဆိုတာလည်းမသိဘူးကိုရွာမှာတော့ဒီလိုပဲမသိလိုက်မသိဖာသာနေကြတာပဲသူများတွေတော့ပြောတော့ကျမတို့ရွာဟာအချောအလှလေးတွေပေါ်တဲ့ ဇရာတို့ကအနေနဲ့ရောက်ပြီးတော့ပိုတိမှာပေါ့ကျမတို့အဖို့တော့တိတ်မထိုးပါဘူးတရွာလုံးသူ့လိုကိုလိုကြည့်ပါပဲကျမငငယ်တို့ကရှမ်းအရဲ့ရောက်နေလေကျမတို့ဆယ်လန့်ဈေးတဲကိုရောက်ခဲ့တယ်မဟုတ်လားဈေးနေဆိုရင်ဈေးထဲမှာရှမ်းအရဲ့ရောက်နေဈေးနေမဟုတ်တဲ့ရှင်တွေမှာဆိုရင်ရွာထိပ်ကကရင်ပင်ကြီးအောက်မှာရောက်နေကျမတို့စီကရာတီဥတုကအေးတော့ တောင်းလဲဆိုရင်တနည်းကုန်ရှမ်းအရက်ရောင်းရတာပဲမနေ့လင်းရင်တောင်ရကိုသွားတဲ့လူကလည်းနှွေးအောင်ဆိုပြီးရှမ်းအရက်တစ်ခွက်လောက်တော့ဝယ်တောက်သွားကြတယ်ရှမ်းအရက်ကဆရာတို့နဲ့တောက်ကူတာပဲလက်ဖက်ရည်အခါပကံလေးတွေနဲ့ရောင်းတာတချို့လဲလက်ဖက်ရည်အခါတောက်တယ်လို့တစ်ခွက်ဝင်တောက်သွားကြတယ်တချို့လဲနှစ်ခွက်သုံးခွက်တောက်သွားကြတယ်အမီးကတော့မုံနှင်းကျင်ပေါ့ ဆယ်လန့်ဆောင်ကတိတ်အေးတယ်မဟုတ်လားဒီတော့ကျမတို့ချီမှာအခားရီကလေးတောက်ယုံနဲ့မနှွေးဘူးမနဲ့လစ်လာရင်ရှမ်းအရက်ကလေးတစ်ခွက်သမင်းကြော်ကလေးနဲ့မုံညင်းချင်းကလေးစားလိုက်မှဗိုက်ထဲမှာနှွေးသွားတယ်ဒါကြောင့်ဒီမှာတော့ဒီမိနစ်မှာရှမ်းအရက်ကလေးတစ်ခွက်လောက်တော့တောက်ကြတာပဲကျမကအဲ့ဒီရွာထိပ်ကကញင်ပင်ကြီးအောက်မှာအရက်ဆိုင်ကလေးဖွင့်နေ ကျမတို့ရွာမှာဒီလိုပဲရှမ်းအရက်ဆိုင်ကလေးတွေဖွင့်ကြတယ်။တချို့လဲအိမ်မှာပဲဖွင့်နေ။တချို့လဲနေရာကောင်းကောင်းကလေးရှာပြီးဖွင့်နေ။ကျမတို့ဆိုင်ကတော့ရွာထိပ်ကကញင်ပင်ကြီးအောက်မှာပဲဖွင့်နေ။တခြားကျမတို့ဖွင့်တဲ့အရက်ဆိုင်ကလေးတွေလဲအနားမှာ၃၄ဆိုင်လောက်ရှိတယ်။ဒီအထက်မှာကျမဆိုင်ကအယောင်ရာဆုံး။မင်းစရာတော့ရှိတယ်။ကျမဆိုင်ကအရက်ကပိုကောင်းလို့လားလို့မကောင်းပါဘူး။ ျစ်မအရက်လဲသူများအရက်လိုပါပဲမထူးပါဘူးဒါမှမဟုတ်ရင်ကျမကဆက်ဆံရေးကောင်းလို့လားဟော်ရည်လို့လားဝယ်သူစိတ်ကျဉ်တတ်အောင်လှုပ်တတ်လို့လားမင်းเสียရှိပြန်တယ်ဒီလိုလဲမဟုတ်ဘူးကျမကမျက်နှာထားကို တခြားသူတွေထက်တောင်းနည်းနည်းတင်ထားခြင်းသေးတယ်ပြီးတော့စကားအပြောဆိုကြတော့လဲသူများလိုပြ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 ောတတ်တာမဟုတ်ဘူးပြောလိုက်ရင်ဘောက်ဆက်ဆက်နဲ့ ညနေဘေးကလည်းကြိုက်ရင်တောင်းမကြိုက်ရင်မတောင်းနဲ့ဆိုတဲ့ပုံမျိုးအဲတခုတော့ရှိတယ်ကျမဆိုင်မှာလူတွေအုံနဲ့အเจ้าကကျမကအပြိုးအဲ့ဒါကြောင့်ပဲဖြစ်မယ်ထင်တာပဲကျမတို့စီမာကမိန်းကလေးတွေစောစောအိမ်တောင်ကြာတတ်ကြတယ်ကျမကတော့အသက်20ကျော်တဲ့အထိအိမ်တောင်မကြသေးဘူးလေ ကျမကိုချစ်ရဆိုတဲ့ကာလာသားတွေရှိပါတယ်။ဒါပေမဲ့ကျမကညင်းခဲ့တာကြီးပဲ။တချို့များဆိုရင်ကျမကိုအတင်းခိုးပြဖို့တောင်စိတ်ကူးခဲ့ကြသေးတယ်။ဒါပေမဲ့ကျမကခါထဲမှာအမြဲတမ်းတမြောင်တစ်ချောင်းဆောင်ထားတယ်။ကျမကိုရည်တီးရတာလို့ရင်တော့အထိုးပဲ။ဒီတော့တော်တော်တန်တန်ယောက်ျားလေးကကျမကိုမဆရဲဘူး။ကျမအချောင်းကိုသူတို့ကောင်းကောင်းသိကြတာကို ကျမမအဖေမရှိတော့ဘူးအမေပဲရှိတော့တယ်။မွေးချင်းဆိုလို့လဲကျမတယောက်ထင်းရဲ့။အဖေကတော့တော့ရဲမှာထင်းခုံရင်ရာခုံရင်ငှက်ဖျားမိပြီးဆုံးသွားတယ်။ဒါနဲ့ကျမတို့သားအမိနှစ်ယောက်ထဲပဲနေကြရတယ်။အဖေဆုံးတော့အမေကအရက်ရောင်းနေကျမဆယ်နှစ်သမီးလောက်မှာအမေလေးဖြတ်ပြီးအိယာတွေကမထနိုင်တော့ဘူး။ ီတော့ကျမကလည်းအရက်ရောင်းပြီးလူမမအမေကြီးကိုလှုပ်ကျွေးရတယ်။ကျမတို့ရွာမှာကျမနဲ့ရွယ်တူတငယ်ချင်းတွေအိမ်တောင်ကျသွားကြတယ်။ဒါပေမဲ့ဘာဖြစ်လို့မှန်းတော့မသိဘူး။ကျမယောက်ျားတွေကိုမယုံဘူး။ယောက်ျားတွေတွေမကပါဘူးလေ။ကျမဘသူ့ကိုမှမယုံဘူး။နေတော့လဲအမေနဲ့ပဲနေတယ်။ဘသူနဲ့မှလည်းအပေါင်းအသင်းမလုပ်ဘူး။တတင်းချွတ်တို့တစားမုံတို့ကောက်တစ်စားပွဲတို့မှာ ကျမတို့တွေရိုးရာကကြတယ်။ဖျားပွဲတွေမှာဆိုရင်လဲရွာကရင်းတွေဘာတွေကကြတယ်။ကျမတငယ်ချင်းတွေအကုန်ပါကြတယ်။ကျမမပါဘူး။ကျမသူတို့လိုမပြောဘူးနိ။ကျမစိတ်ထဲမှာတခုခုကိုမကျေနပ်တယ်လို့ပဲ။အလိုလိုအားငယ်ပြီးအလိုလိုစိတ်တုန်နေတတ်တယ်။ဒီလိုနဲ့ကျမအရင်ရောက်လာတာ၈နှစ်လောက်ကြာသွားတယ်။ အဲ့ဒီတော့ကျမအသက်20လောက်ရှိမှာပေါ့တနေ့တော့ကျမတို့ရွာကိုကျေးလက်ကျမရင်မှုတယောက်ရောက်လာတယ်သူ့နာမည်ကစိုင်းလေးတဲ့အသက်ကအစိမ့်လောက်ရှိမယ်ထင်တယ်သူကနန်ခမ်းကနေပြီးကျမတို့ရွာကို လာပြီးနေလှဲ့တာကျေးရွာတန်ရှင်းရေးတို့ဈေးတန်ရှင်းရေးတို့ကိုလိုက်စစ်တယ်ကျမတို့အရက်ဆိုင်တွေဆိုရင်လည်းပဲလာစစ်တယ် အရက်ဆိုင်ကားခွက်တွေညစ်ပတ်ရင်ရင်ကောင်းတွေတလောင်းလောင်းဖြစ်ရင်သူကတတ်နတ်ရှင်းရှင်းရောင်းဖို့ပြောတယ်။တချို့ကလည်းကြေးရွာလူကြီးတွေနဲ့တိုင်ပင်ပြီးဒန်တို့ဘာတို့ရိုက်တယ်။ပြီးတော့ရွာကလူတွေကိုလည်းစေးတို့ဘာတို့ဥပေးတယ်။ငှက်ဖျားယောဂါတို့တားဖွာခိဆာတို့ပေါ့လေ။အထူးသဖြင့်ငှက်ဖျားယောဂါတို့ဘာတို့ကိုကုပေးတတ်တယ်။ကျမတို့စီမှာတော့လေငှက်ဖျားယောဂါကအဖြစ်များတာကို တခါတလေမှလည်းသားဖွာပေးတာတို့ဘာလို့ရှိတယ်။သူကကျမတို့ရွာကို တလကိုနှစ်ခေါင်းလုံးလာတတ်တယ်။တခါတော့ကျမဆိုင်ကိုလာစစ်ပြီးပကန်းတလုံးကညစ်ပတ်နေလို့ဆိုပြီးသူကယူကြည့်တယ်။ကျမကဘာရမလဲ။သူ့လက်ထဲကပကန်းလုံးကိုဆွဲယူပြီးအရက်ငှက်ပြီးအနားမှစောင့်နေတဲ့ဖောက်တဲ့တူကို သူ့ရှေ့တင်းမဲ့ပျော်ပျော်ရွှင်ရွှင်တင်းရောင်းလိုက်တယ်။ဖောက်တဲ့ကလည်းကျမလှမ်းပေးတဲ့ပကန်းညစ်ညစ်ထဲကအရက်ကိုကုံအောင်မော့တောက်ပြီးပြန်ထွက်သွားတယ်။ သူများတွေကလည်းကြောက်ပေမဲ့ကျမကတော့သူ့ကိုနည်းနည်းလေးမှမကြောက်ဘူး။ဘာဖြစ်လို့ကြောက်ရမှာလဲ။ကျမမှာဒီပကံနဲ့ဒီခွက်ပဲရှိတာ။ဒါနဲ့ပဲရောက်မှာပေါ့။ပကံအစ်စ်လဲဖို့ပတ်စံမှမရှိတာ။ဘယ်တက်နိုင်ပါမလဲ။ညပတ်လို့မတောက်ချင်နေပေါ့။တနေ့တော့ကျမအရက်ဆိုင်မထွက်ဖြစ်ဘူး။ငှပြားဆိုးတာနဲ့အိမ်မှာပဲခရမ်းကစော်တီးကိုမိဖို့ပြီးထောင်းထားတဲ့အမှုန့်နဲ့အရက်တစ်ခွက်တောက်ပြီးစောင်းချုံအိတ်နေတယ်။ ဒီစင်းနီးကကျမအဖေပေးခဲ့တဲ့စင်းနီးအဖေငှပြပြရင်ဒီလိုပဲဒီစင်းမှုန့်ကိုတောက်အရက်တစ်ခွက်လောက်တောက်ပြီးစောင်းချုံအိတ်နေလိုက်တာပဲတရက်နှစ်ရက်လောက်နေရင်ကြာရင်ငှပြကအလိုလိုပျောက်သွားတာပဲကျမငှပြတက်ရင်လေဒီအတိုင်းပဲလှုပ်တာပဲစောင်းချုံအိတ်နေတော့တကားဝါကခြေတံကြားလို့လှမ်းကြည့်လိုက်တော့သူဆရာလေးဆိုင်းလိုက်ရဲ့ ။ "तू ကျမတို့အိမ်ကိုဘယ်လိုလုပ်သိလာသလဲ။ကျမတို့ဒီမှာနေတယ်ဆိုတာဘယ်လိုလုပ်သိသလဲ။ဒါတော့ကျမမပြောတတ်ဘူး။ကျမတို့အိမ်ကငပြောတော်တွေထဲမှာဝင့်နေတဲ့တဲကလေးတစ်ချံလုံးမှာတင်မောပင်နဲ့ငပြောပင်တွေပဲရှိတယ်။အဲ့ဒီခြံထဲမှာကျမတို့ကအဆောင်အဖြစ်တဲကလေးထိုးနေကြတာ။အဲ့ဒီတုန်းကကျမတကူလုံးချစ်ချစ်တောက်ပူနေတယ်။နှုတ်ခမ်းတွေကလည်း၆တွေ့အကွဲနေတယ် ညလုံးတွေကလည်းမီးလိုပူပြီးအယောင်နဲ့တပြက်ပြက်တောက်နေတယ်လို့ထင်ရတယ်။ကျမဟာခက်ဆိုးဆိုးကကြီးနေပြီမဲ့သူဝင်လာတာကိုမြင်လိုက်တော့ကြီးတာကိုရက်လိုက်ပြီးသူ့ကိုလှမ်းကြည့်နေတယ်။အမေကကျမဘေးမှာထိုင်ပြီးငိုလို့သူရောက်လာပြီးကျမလက်ကိုဆမ်းလိုက်တယ်။ပြီးတော့သူ့ဆေးအိမ်ထဲကနှစ်ချက်ကိုထုတ်လိုက်တယ်။ကျမရိပ်မှုဆိုပြီးမဲ့သူကတော့မှလိုက်ဆေးကူတော့သူ့အိမ်ထဲမှာနှစ်ချက်တော့ စစ်တိုးအပ်တို့အမြဲပါတယ်။အဲ့ဒီတုန်းကတော့ကျမကငကြမ်းမှန်းမသိသေးဘူးပေါ့။ငကြက်ကိုနားမှာတက်ပြီးကျမနားမှာထိုင်တော့ကျမလည်းလန့်ဖြတ်ပြီးအိယာကငေါက်ခနဲထထိုင်နေ။အဲ့ဒီတုန်းကကျမစိတ်ထဲမှာမယုံတာကောကြောက်တာရောရန်လိုတာကောရောနေတယ်။ရှင်ကျမကိုဘာလို့မလို့လဲလို့ကျမကမေးတယ် အမေကလည်းသွားပါတို့ကိုလာပြီးဒုက္ခမပေးပါနဲ့လို့ရှမ်းလိုပြောတယ်။အမေကကျွန်မကဆရာဝန်တို့ဆေးရုံတို့ဆိုရင်ကြောက်တယ်လေ။မုံလည်းမုံတယ်။ယုံနဲ့မယုံဘူး။မယုံတဲ့အကြောင်းကလည်းရှိတယ်လေ။ကျွန်မငငယ်တုန်းကအဖေငှပြားပြားပြီးတတိမိနေတုန်းမှဆေးဆရာတယောက်သွားပင့်နေ။အမှန်ကတော့သမားတို့ပေါ့ဆရာရဲ့။ဒါပေမဲ့ကျမတို့ကတော့ဘဲသိမလဲ။ သူ့ကိုပင်ပြီးအဖေကိုပြတော့ဆရာကကောင်းခါပြီးမရတော့ဘူးလို့ပြောတယ်။ဒါနဲ့အမေကရှ िख ိုးဥတင်နဲ့ရတလောက်ပဲကူပေးပါဆိုပြီးသူ့ကိုအိမ်မှာတလကိုးတင်ပင့်ကြွေးထားပြီးကုတယ်။အဲ့ဒီတုန်းကကျမတို့မှလဲကလေးရှိသေးတယ်။ကျမတို့လည်းဒီငှပြောချန်လေးကိုမရောက်သေးဘူး။ရွာထဲမှာအင်္ဂလိပ်တစ်လုံးရှိသေးတယ်။ နောက်ဆုံးတော့ကျမတို့လေကွက်ကလေးနဲ့အိမ်ကလေးကိုရောင်းချပြီးကုပေမဲ့မရတော့ဘူးအဖေဆုံးသွားတာပါပဲအဖေလဲဆိုဒီမှာစတောက်ပြီးပတ်စံတွေယူသွားလိုက်တာနဲသလားဆရာရဲ့ရှိသည်မြလေကလေးကိုအိမ်ကလေးရောပြုတ်ပြီးနောက်ဆုံးမှာတင်းနှက်ပြောချန်တဲ့ကိုပြောင်းလာခဲ့ရတဲ့အထီပါပဲအဲ့ဒါကြောင့်ကျမတို့သားအမိနှစ်ယောက်ဟာစီးစရာဆိုရင်ကြောက်နေကြတယ်လေ ဒါပေမဲ့ဆရာလေးဆိုင်လေးကတော့ဒါတွေကိုဘယ်သိမလဲဆရာရဲ့နောက်တော့သူဟာအရက်ထဲကအမျိုးသမီးနှစ်ဦးကိုခေါ်ပြီးကျမကိုစစ်ဆေးတယ်။ကျမကိုနှစ်ချက်နဲ့နားထောင်ကြည့်တယ်။လက်ကဝတ်ကိုဆမ်းကြည့်တယ်။ကျမဟာ အလွန်ပြင်းထန်တဲ့ငှပြားဖြစ်နေတာတဲ့။အဲ့ဒီညကသူဟာကျမတို့တဲကလေးမှအိတ်တယ်။ကျမကိုစောင့်ကြည့်တယ်။သူ့မိတ်ဆွေတယောက်ကလည်းရွာမှာဩဇာရှိတော့သူနဲ့အတူကျမတို့အိမ်မှာအိတ်တယ်လေ။ ကံအားလျော်စွာပါပဲဆရာကြီး။ကျမယောဂါဟာပျောက်သွားတယ်။တပတ်လောက်ရှိတော့သူလဲနှံ့ခမ်းကိုပြန်သွားတယ်။နောက်တော့သူနဲ့မတွေ့ရတော့ဘူး။လာရှုကတိုင်ခွဲစေးယုံကြီးကိုပြန်သွားပြီးအဲ့ဒီမှာနောက်ထပ်တင်းနန်းတက်ရတယ်လို့ပဲကြားလိုက်ရတယ်။ကျမကတော့အရက်ရောင်းမြရောင်းနေတာပေါ့ဆရာ။ကျမတို့သားအမိမှတခြားဘာအလုံးလုံးတတ်တာမှတ်လို့ပြီးတော့ အရင်အနည်းဆိုလို့လဲဘာမှမရှိတော့အရက်တွေပဲပြန်ဖြစ်တာပေါ့တနေ့တော့နှံခမ်းကိုတငယ်ချင်းတယောက်နဲ့လိုက်သွားရင်စေးယုံကိုရောက်သွားတယ်ဆရာမကြီးကကျမကိုစေးယုံမလုံမလားလို့ခေါ်တယ်ကျမကလည်းလုံမဲလို့ပြောလိုက်တယ်သူတို့သူနာပြုတွေနေတဲ့အဆောင်မှာအလုတ်ခန့်ပြီးတယ်အလုတ်ကတခြားတော့မဟုတ်ပါဘူးဆရာရဲ့ဆရာမကြီးရဲ့အဝတ်အစားတွေကိုလျှော်ပေးရတယ်မိဘူးတိုက်ပေးရတယ် အဆောင်မှာတန်ရှင်းရေးလုပ်ရတယ်။စေယုံမှာကျမငှက်ဖျားဖြစ်ရင်ဆရာမတွေဆရာဝန်ကြီးတွေက ကုသပေးကြတယ်။စေကအစပေးကြတယ်။ဒီတော့ကျမက ကျမကိုစေကုသပေးတဲ့အတွက်ယေရှုဆက်ပေးရစေ ဆိုပြီးဆရာဆရာမတွေရဲ့အိမ်တွေဆရာဝန်ကြီးတွေရဲ့အိမ်တွေမှာလိုက်ပြီးအလုံးလုပ်ပေးမယ်လို့ပြောတယ်။ဒီတော့ဆရာမကြီးကရေပြီးစေယုံဆိုတာလူနာတွေကို အခမဲ့ကုသရတဲ့နေရာတဲ့ တ်ဆန်ပေးစရာမလိုဘူးတဲ့။နင့်ကိုလဲစီယုံကအလကားကုပေးမှာတဲ့။တို့ဆောင်မှာပဲအဲ့လုံးလုံးနေတဲ့။ဒါနဲ့ကျမလဲသူနာပြုတ်တွေရဲ့အဆောင်မှာပဲသူတို့ကိစ္စတွေကိုလုပ်ပေးရပါတယ်။ကျမကစကားနေပြီးအလုံးလုံးရင်လဲတေးသေးချာချာလှုပ်တတ်တော့ဆရာမကြီးကတခြားဆရာမတွေကပါသဘောကျကြတယ်နိ။ သူတို့အဝတ်အစားတွေဆိုရင်လည်းဖြူဖွေးနေအောင်ရှော်ပေးပြီးမိဘူကြကြနှနှတိုက်ပေးတယ်။တနေ့တော့ဆရာမကြီးကကျမကို သူ့ရုံးခန်းထဲကဆရာဝန်ကြီးတွေစီခေါ်သွားပြီးဆရာဝန်ကြီးတွေနဲ့မိတ်ဆက်ပေးတယ်။ဆရာဝန်ကြီးကကျမကိုတေးသေးချာချာကြည့်ပြီးနင့်ကိုတားဖွားဆရာမတင်နန်းကိုလှုပ်ပေးမယ်။လာရှုမှာသွားတဲ့ရမယ်လို့ပြောပါတယ်။တားဖွားဆရာမဆိုတာဘာလဲဆိုတာကျမကောင်းကောင်းမသိဘူးရှင်။ ဒါပေမဲ့ဆရာဝန်ကြီးနဲ့ဆရာမကြီးတို့ကကောင်းတယ်ထင်ရင် သွားပါမယ်လို့ပြောလိုက်တယ်။ဒါနဲ့ကျမလည်းလာရှုပ်ကို သွားပြီးသားဖွားဆရာမတင်တန်းတက်ရပါတယ်။ဆရာကြီးတွေဆရာမကြီးတွေကသားဖွားတဲ့ပညာကို သင်ပေးပါတယ်။ကျမလည်းဒီတော့မှအံ့အားတင်နေတယ်။ကျမတို့စီမှာတော့သားဖွားတာကိုဘယ်မှာဆရာဝန်တို့ဆရာမတို့ရှိလို့လဲ။အမေတို့လက်ထက်တွန်းကလည်းဒီလိုပဲကျမတို့လက်ထက်အထိ လက်တယ်တွေနဲ့ပဲမွေးခဲ့ရတာမဟုတ်လားတခါတလေကလေးမျက်နှာမမြင်နိုင်ရင်ဘိုက်ကိုနှိပ်ချတာမျိုးတနင်းတာမျိုးလုံလားလုံရဲ့တခါတလေလားကလေးကောင်းအထက်ရောက်နေလို့အတင်းလှည့်ပစ်တာတို့ကိုဝင်ဆောင်တည်သွားတဲ့အခါမျိုးတွေလည်းမနေဘူးတခါတလေအချင်းဖြတ်တော်လဲတွေ့ရတာနဲ့ကောက်ဖြတ်ပစ်လိုက်တာမျိုးတွေလည်းရှိသေးတယ်ခုတပါဆရာမတင်နှန်းကစင်းလာတော့မှကလေးတွေမျက်နှာမြင်ပေးရတဲ့အလုတ်ဟာ အသက်တစ်ချောင်းနေမကဘဲအသက်နှစ်ချောင်းကိုကယ်ရတာပါလားဆိုတာသဘောပေါက်လာတယ်။တင်နန်းကစင်းတော့ကျမနန့်ခမ်းနဲ့ခလန့်လန်းတောင်ပေါ်ရွာကလေးတရွာကို အလုရရဲဆရာ။အဲ့ဒီရွာကလေးမှာတားဖွားဆရာမတစ်ခါမှမရှိခဲ့ဘူး။ကျောက်စတော့ကတော့သားဖွားဆီယာမကိုလူတက်တမဆုံးမလောက်ကြောက်ကြတယ်။နောက်ကြတော့မှတဖြည်းဖြည်းယုံကြည်မှုရှိလာတာ တခါတော့ကျမရွာအနီးကတောင်ပေါ်ရွာကလေးမှာပလောင်အမျိုးသမီးကိုဝင်ဆောင်တယောက်ဘိုင်းနာနေတာတော်တော်ကြာပြီ။သုံးနေ့ရရှိပြီးကလေးကမမွေးနိုင်သေးဘူး။အမျိုးသမီးလေးကဘိုင်းနာလွန်းလို့အော်ဟစ်နေတဲ့။ရွာကလူတွေကလည်းနတ်တို့ဘာတို့ကိုကိုွယ်ပြီးဆူတောင်းပေမဲ့ဘိုင်းနာကမရက်ဘူး။ဒါနဲ့ကျမကိုလာခေါ်လို့လိုက်သွားရတယ်။ကန်ဆိုးကျင်တော့အဲ့ဒီနေ့ကမိုးရီရွာလို့တောင်ချတဲ့ချောင်းတွေနဲ့တလဲဆက်စင်းစင်းနေတယ်။ ဆရာအဲ့ဒီတောင်ကြားချောင်းကမိုးစက်တိုက်ရွာရင်တော်တော်နဲ့ရက်တာမဟုတ်ဘူးရက်ဖို့၄၅ရက်လောက်ကြာချင်းကြာမှာတလောက်ကြာကြာသာထိုင်းနေရင်ဆိုင်းနေရင်ကိုဝင်ဆောင်အမျိုးသမီးဟာမျက်နှာမမြင်လိုက်တာနဲ့ပဲမမြင်နိုင်တာပဲတည်မှာပဲကျမလည်းလာခေါ်တဲ့လူတွေနဲ့အတူလိုက်သွားတယ်တောင်ကြားချောင်းသားရောက်တော့ဥလို့မရဘူးတောင်ကြားရေကတလဟောစီးစင်းနေတယ် ဒီတွင်ကျမက ရစ်စစ်အောင်စောင့်နေလို့တော့မဖြစ်ဘူးတစ်ပင်လှဲပြီးတစ်တုံးနဲ့မျောလိုက်မယ်လို့ပြောတယ်သူတို့အားလုံးကကျမကိုကြည်ပြီးအံ့အားသင့်နေတယ်ဆရာမကူးရဲပါမလားတဲ့ရှင်တို့ကူးရဲရင်ကျမလည်းဘာဖြစ်လို့မကူးရဲရမှာလဲကူးမှာပေါ့လို့ပြောလိုက်တယ်ဒီတွင်တစ်ပင်တစ်ပင်ကိုမြ мян လှဲအကိုင်းအခက်တွေခုပ်ပြီးအဲ့ဒီတစ်တုံးကိုတွယ်ပြီးတစ်ဖက်ကန်းကိုကူးလာခဲ့ကြတယ် ကံကောင်းလို့အသက်အပြည့်အသေးအပြောက်တော့မရှိပါဘူးတစ်တုံးနဲ့ရိုက်မိလို့ပုံးပဲ့တာလောက်ပဲရှိတယ်ရွာရောက်တော့အခြေအနေတော်တော်ဆိုးနေပြီဒါနဲ့ကျမတက်သည်မှတ်သည်မွေးပြီးတော့နောက်ဆုံးမှရှော့ရှော့ရှူရှူလေးမွေးတာတယ်မွေးရတာခက်မှာပေါ့ဆရာအမွှာဘူးမွေးတာကိုအဲ့ဒီနေ့မှကျမဘဝမှာအဝမ်းအသာဆုံးနေပဲဆရာကျမဟာအသက်တချောင်းနေမကောင် အသက်၃ချောင်းကိုကယ်နိုင်ခဲ့တဲ့အတွက်ပင်မနာတွေဆင်းရဲတာတွေအားလုံးပပျောက်သွားတယ်။အဲကလေးလဲမွေးပေးပြီးရောကျမလဲအားကုန်ပြီးတော့မိလဲကြသွားတာပါပဲ။တတိယလိုပြန်ကြည့်လိုက်တော့မှ ကျမကိုမှလဲတစ်တုံးနဲ့ရိုက်မိလို့ပွန့်ပဲ့တာတွေကြောက်ဆောင်နဲ့တိုက်မိလို့ပွန့်ပဲ့တာတွေဒဏ်ရာတွေမနေပါပဲလား။တတိပြန်ရလာလို့အနာယူအိတ်နေတော့မှ ကျမကိုလူတစ်ယောက်ကလာရှာတယ်တဲ့။ဆရာလေးဆိုင်လေး သူကလည်းငပြယောဂါကူရင် အနာကရွာတရွာမှာရောက်နေတယ်တဲ့။ကျမရှိနေတယ်လို့ကြားလို့လာတာတဲ့။ကျမအိတ်နေတာနဲ့တွေ့တော့မနှိုးနဲ့နေပစ္စည်းဆိုပြီးပြန်သွားတယ်တဲ့။ဆရာလေးနဲ့ကျမလွဲသွားတာ။နေပြောင်းမှမှုကြုံတော့ဝင်နှုတ်ဆက်တာလို့ပြောသွားတဲ့တဲ့။ဒီလိုနဲ့တောင်ပေါ်မှာတပ်ဖွားဆရာမအဖြစ် နှစ်နှစ်လောက်ကြာသွားတယ်ဆရာ။ ဒီနှစ်နှစ်လောက်အတွင်းမှာအမေလဲဆုံးသွားတယ်။ဆိုင်းလိတ်ကိုလည်းကျမမတွေ့ရတော့ဘူး။သူဟာကျမကိုမျက်စိပွင့်လာအောင်လှုပ်ပေးတဲ့သူဖြစ်လို့ကျမယူဆတယ်လေ။ဒါကြောင့်သူ့တည်င်းကိုစုံစမ်းကြည့်တယ်။တချို့ကပြောတော့အလုတ်ကထွက်သွားသလိုလိုတချို့ကပြောတော့လဲရှမ်းပြည်နယ်တောင်ပိုင်းကိုပြောင်းသလိုလိုတချို့ကပြောတော့လဲကွမ်လုံဘက်မှာရှိသလိုလိုပြောကြတာပဲ။ကျမနဲ့တော့တခါမှမတွေ့တော့ဘူး။ နောက်တော်တော်ကြာမှသူနန်းခန်းကိုပြန်ရောက်လာတယ်။ဒီမှာရင်သူနဲ့မြေတားမြားပြီးကျမတို့လက်ထပ်လိုက်တာပါပဲဆရာ။ကြီးလက်ကျမ်းမာရေးမှုနဲ့သားဖွာဆရာမလေးရဲ့ဇလန်းပေါ့။ခုတော့သူလည်းနန်းခန်းမှာတာဝန်ကြတယ်။ကျမလည်းနန်းခန်းမှာပဲတာဝန်ကြတယ်။ခုတောင်မော်ကိုစိတ်ကူထွက်လို့ဆရာတို့နဲ့တွေ့မပေးလိုက်ရဘူး။ကျမနဲ့သူပြန်တွေ့ပုံကလေးကိုကျမတတိရရတယ်ဆရာအဲ့ဒီတုန်းက ကျမကခွင့်နဲ့ရွာကိုပြန်ရောက်နေတော့ကျမတို့ရွာကိုရောက်လာတယ်လေအဲ့ဒီတော့ကျမကတငယ်ချင်းတယောက်အိမ်မှာတင်းနေတယ်ဒီနေ့တော့ကျမကအပြင်ထွက်မယ်အလို့မှာကျမတို့အိမ်ဘဝမှာသူနဲ့ဆိုက်ဆိုင်မြိုက်မြိုက်တွားတွေ့တယ်ကျမကသူ့ကိုညင်ပူပါတယ်လို့စဉ်းစားနေတော့မှာသူကကျမစီကိုတန်းတန်းမတ်မတ်လာပြီးနှုတ်ဆက်တယ်ကျမလည်းလန့်ပြီးချစ်တလန်းတောင်နောက်ဆုတ်လိုက်မိတယ်သူလို့မှမထင်ဘဲကိုဆရာရဲ့ ကျွန်မလည်းသူနှုတ်ဆက်တော့မှတတိယလာပြီအရင်တခါဆရာလေးပြောင်းမယ်လို့တုန်းကကျွန်မကိုလာနှုတ်ဆက်သေးတယ်ဆိုဟုတ်တယ်လေလာနှုတ်ဆက်တာအဲ့ဒီတုန်းကလုံခန်းကအိတ်ပြောနေတယ်တနေ့ညတုန်းကကိုဝင်ဆောင်တယောက်ကိုလိုက်မွေးပေးလို့အိမ်ရေးပြက်လို့အိတ်နေတာတဲ့ဒါကြောင့်နေပါစေတော့မနှိုးပါနဲ့ဆိုပြီးကျွန်တော်ပြန်ထွက်လာတာကျမတို့နှစ်ယောက်ဟာစကားတပြောပြောနဲ့အရင်တုန်းကလိုကျမတို့နေခဲ့တဲ့ အပြောချန်နာကလေးကိုရောက်တယ်။ပစင်းရင်ွယ်ကလေးတွေအော်တန်ကလွဲလို့ပဝင်းကျင်တစ်ခုလုံးတိတ်စိန်လို့နောက်တော့ကျမတို့နှစ်ယောက်ရဲ့ခြေလှမ်းတွေဟာအလိုလိုရွာထိတ်ကကញင်ပင်ကြီးစီကိုရောက်သွားကြတယ်။ကញင်ပင်ကြီးနားရောက်တော့သူကမော့ကြည့်ပြီးအရင်တုန်းကလုံခန်းနဲ့ပထမဆုံးတွေ့ခဲ့တဲ့နေရာကလေးလေအဲ့ဒီတုန်းကလုံခန်းကအရက်ရောင်းလို့ဦးတောင်းတစ်ခွက်ဝဲတောက်ခဲ့သေးတယ်။အရက်တဲကောင်မလေးတယောက်ဟာ သားဖွားဆရာမဖြစ်လာလိမ့်မယ်လို့မထင်မိဘူးလို့ပြောတယ်။ကျမကအဲ့ဒါဆရာလေးကြောင်းလို့ပြောမိတယ်။ပြီးတော့တတိယပြီးမှောင်တော့မယ်အိမ်ပြန်ချစို့အိမ်ရောက်ရင်ဆရာလေးကိုရှမ်းအရက်ကလေးနဲ့နဲ့ပါပါချက်တိုက်အောင်မယ်လို့ပြောလိုက်မိတယ်။ဒီအဖြစ်ပြက်ကလေးတွေဟာကျမတို့နေမရရဲ့အချစ်ဇလန်လေးပေါ့စရာ။ လျာမဂ္ဂဇင်း1990ခုဇွန်လကျေးဇူးတင်ပါတယ်ရှင်။ကျမယခုဖတ်ပြပေးခဲ့သောဆရာကြီးမြတ်တန်းတင်ရေးသားထားသည့်အညတရရုပ်ပုံမှာတည်းမှအရက်တယ်မဇလန်းဆိုတဲ့ဝိတုတိုလေးဒီမှာတင်ပြီးဆုံးပါပြီရှင်။ကျမနဲ့အတူအဆုံးအထိလိုက်ပါအားပေးနားဆင်ကြသောစာပေချစ်မြတ်နှုတ်သူများဘေးကင်းလုံခြုံကြပါစေ။ ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့နော်။ကျမကနှင်းစီပါရှင်။